ဆွေးဆက်ပွဲမှာဆိုဗီယက်တပ်စင်နဲ့ပတ်သက်ပြီးအခုလိုအမှတ်ချက်ပေးခဲ့လို့လူပြောများနေရဲ့ဟင်းဝီရန်အဖေပရိသတ်များအလုံးမင်းမင်္ဂလာပါရှင်ဒီရက်ပိုင်းဆိုရှယ်မီဒီယာတခွင်လုံးကိုလွှမ်းမိုးထားတယ်မြန်မာအနုပညာသမိုင်းမှာတောင်မှတ်တမ်းတင်ရလောက်အောင်ကြီးကျယ်ခမ်းနားခဲ့တဲ့မင်းသားဟင်းဝီရန်နဲ့မင်းသမီးဆိုဗီယက်တပ်စင်တို့ရဲ့ဆွေးဆက်ပွဲအကြောင်းကတော့အခုတက်တီတိုင်းပြောမစုံအောင်ဖြစ်နေကြသေးပါပဲဒီပွဲရဲ့ခမ်းနားပုံတွေတန်ဖိုးကြီးရတနာတွေအကြောင်းကိုအလုံးကချီးကျူးနေကြပေမဲ့အဲ့ဒီအရာတွေအလုံးထက်ပိုပြီးပရိသတ်တွေအကြောင်းမှလူပြောများပြီးတော့လေးစားခြင်းခံနေရတဲ့ ောင်းရာတစ်ခုရှိနေပါတယ် ဲ့ဒါကတော့ချွေးမလောင်လေးစိုးပြတဲ့စင်နဲ့ပတ်သက်ပြီးတော့ရောက်ခတိဖြစ်သူဟင်းဝရံရဲ့ဖခင်ကိုယ်တိုင်ပြောကြားခဲ့တဲ့မှတ်ချက်စကားတစ်ခွန်ချောင်းပါပဲပထမဆုံးအနေနဲ့ဒီစိစက်ပွဲရဲ့ခန်းနာပုံကိုပြန်ပြီးတော့ပြောရမယ်ဆိုရင်တော့တကယ်ကိုဒန်နာကြီးဆန်လုံးပါတယ်ဒီနေ့အော်တိုဘာလ17ရက်နေ့မှာရန်ကုန်မြို့ရဲ့အလားထော်တင်မှာကျင်းပခဲ့တဲ့ဒီပွဲကတာမန်မင်္ဂလာပွဲတစ်ပွဲရဲ့အဆင့်ကိုကျော်လွန်နေပါတယ်နိုင်ငံသားကနေတကူးတကမှာယူတင်သွင်းထားတဲ့သိန်း3000ကျော်တန်ဖိုးရှိပန်းတွေသူတို့သမီးလောင်လေးစုပြည့်တဲ့စဉ်ဝိဆင်ထားတဲ့သိန်းမောင်းတောင်းချီတန်အာဖရိကစိန်နဲ့ ကိုလံဘီယာများတို့နဲ့ပြုလုပ်ထားတဲ့လေဆွဲရတနာကြီးတွေကဒီပွဲရဲ့အရှိန်အဝါကိုတည်တည်ခံနေပါတယ်။ဒီလိုကြီးကျယ်ခမ်းနားတဲ့ဆေးဆက်ပွဲကိုကျင်းပနိုင်တာကတော့ဟိဝရန်တို့မိသားစုရဲ့အမကန်းချမ်းသာကြွယ်ဝမှုတွေကြောင့်ပါပဲ။ဟိဝရန်ရဲ့ဖခင်ကြီးဦးဝင်းကိုဟာမြန်မာနိုင်ငံရဲ့ထိပ်တန်းဆောင်လို့ရေကန်ထရိုက်တာကြီးတဦးဖြစ်ပါတယ်။မိခင်ကြီးကလည်းတစ်ခေတ်တခါကနာမည်ကြီးခဲ့တဲ့မန်ထက်ချီဗီဒီယိုထုတ်လို့ရအပါဝင်ရုပ်ရှင်ထုတ်လို့ရများစွာကိုပိုင်ဆိုင်ထားတဲ့သူပါ။ဒါအပြင်မွန်ပြည်နယ်မှာမျက်နှာဖုံးတတိလို့တင်စားရလောက်အောင်ချမ်းသာပြီးတော့ရမချန်အေကပေါင်း င်းများစွာကိုပိုင်ဆိုင်ထားတဲ့မဟာတတိမိသားစုတစုဖြစ်ပါတယ် ဒီလိုအင်အားကြီးပြီးတော့ကြွယ်ဝချမ်းသာတဲ့မိသားစုကြီးတွေကိုချွေးမတရားဝင်လာပြီဆိုရင်အလုံးကစိတ်ဝင်စားကြတာကတော့ရောက်ခမတွေရဲ့သဘောထားပါပဲအထူးသဖြင့်မိသားစုရဲ့အကြီးအကဲဖြစ်တဲ့ဖခင်ကြီးရဲ့သဘောထားကအရေးအကြီးဆုံးပေါ့အခုတော့ဟင်းဝင်းရဲ့ဖခင်ဦးဝင်းကိုကိုရိုင်းကသူ့ရဲ့ချွေးမလောင်လေးဆိုပြတဲ့စဉ်နဲ့ပတ်သက်ပြီးတော့သူ့ရဲ့ရင်ထဲကစကားကိုပြပြသသားပြောကြားလာခဲ့ပါပြီဦးဝင်းကိုကဆိုပြတဲ့စဉ်ကိုလိမ္မာရေးချရှိတဲ့ချွေးမတရားကိုရရှိထားတဲ့အတွက်အရန်ကိုဂုံယူဝမ်းသာမိကြောင်းပုံမှန်လေးလေးနဲ့ပြောကြားခဲ့ပါတယ်သူ တိကထားပြောသွားခဲ့ရတာကတော့ဇိုဘိသဇင်ရဲ့ဘိုင်းကောင်းကြောက်ဖြစ်ခြင်းနဲ့လိမ္မာရေးချရှိခြင်းပါပဲ ဒီအချက်တွေကြောင့်ပဲသူ့ရဲ့သားဖြစ်သူဟင်းဝေရဲ့နဲ့တတ်တဲ့သဘောတူခဲ့တာဖြစ်တယ်လို့သိရပါတယ်။သူ့ရဲ့စကားကရှင်းလင်းပြသားပါတယ်။ကျွန်တော်တို့မိသားစုကအချွေးမတယောက်ရဲ့ပိုင်ဆိုင်မှုအောင်မြင်ကြောက်မှုတွေကိုမကြည့်ပါဘူး။သူ့ရဲ့အချင်းစာရိတာနဲ့လိမ္မာရေးချရှိမှုကိုပဲအဓိကထားပါတယ်။ဆိုပြီးတဲ့ချင်းကဒီအချက်တွေနဲ့ပြည့်စုံတဲ့အတွက်ကျွန်တော်တို့မိသားစုတွေကိုကြိုဆိုဖို့ဘာမှပြောစရာမလိုပါဘူး။ဒီလိုလိမ္မာတဲ့အချွေးမလေးရလို့ဂုဏ်ယူပါတယ်ဆိုတဲ့စကားဟာသားဖြစ်သူရဲ့အိမ်ထောင်ဘက်ပေါ်မှာထားတဲ့သူ့ရဲ့ပြသားတဲ့သဘောထားကိုပြသလိုက်တာပေါ့။ဒီစကားတခုကိုသိမ်းပေါင်းတောင်းချီ ှိတန်တဲ့စိန်လေဆွဲကြီးထက်တောင်မှပိုပြီးတော့တန်ဖိုးရှိရလို့ပြိသက်တွေကသတ်မှတ်ကြပါတယ်။ချမ်းသာတဲ့မိသားစုဖြစ်ပေမဲ့ချွေးမဖြစ်သူရဲ့ဂုံပုတ်တွေကိုမကြည့်ပဲမိမယဉ်ကျေးမှုကိုသာတန်ဖိုးထားတယ်ဆိုတဲ့ဥဝင်းကိုရဲ့စကားကြောင့်ပြိသက်တွေကသူ့ကိုလေးစားကြည့်ကျူးနေကြတာပါ။ဒါဟာဆိုပြတဲ့ဇင်ရဲ့မိဘတွေအတွက်ရောဆိုပြတဲ့ဇင်ကိုယ်တိုင်အတွက်ပါအကြီးမားဆုံးဂုံပြုစကားတစ်ခုပါပဲ။ ကယ်ပရိသတ်ကြီးတို့ရောကြည်ကြည်တက်ချမ်းသာတဲ့ရောက်ခတိတယောက်ကကိုယ့်ရဲ့ချွေးမလို့ပြပြသသားနဲ့ပြောလိုက်တဲ့ပုံမှာမလို့မြင်မိပါသလဲ။ဒါဟာဆိုပြတဲ့စဉ်အတွက်မှတ်ချက်ပေးခဲ့ပါအောင်နော်။ကြီးစုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။